အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ဘဝတသက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနေနံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ကျွန်တော်တို့တင်းနေကုန်တွေသားမိတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တင်းနေကုန်တွေတင်းနေကုန်တွေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောက်နင်းညမ်းဆိုတာရှိတယ်เนาะအထက်ကဆောင်ပန်းမယ်အောက်ကနင်းညမ်းမယ်ပေါ့အထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတစ်ယောက်မှာ ကျွန်တော်တင်းငူတွေသားမီးတွေမှာအထက်ဆောင်ပိုင်းအသုံးလုံးရှိပါတယ်။အဲ့ဒါ6ခုမြောက်နေရာမှာရှိတဲ့တောက်ကြရဲ့2ခုမြောက်နေရာမှာရှိတဲ့တင်းနှင်းလာရဲ့5ခုမြောက်နေရာမှာရှိတဲ့ကြာတာပရိရဲ့ဒါအကိုအတွက်ဆောင်ပန်းပေါ့။ဆောင်ပန်းမှာနေကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ကြာတာပရိရာထီးလို့မိုးတာရဲ့။ဒါကြောင့်ပဲတင်းငူတွေသားမီးတစ်ယောက်အတွက်ကြာတာပရိရာအခက်အကြသုံးပဲ။နော် ဂျာတာဘရီရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေတာကတင်းနှင်းကုန်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်ပဲဂျာတာဘရီဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချတဲ့တင်းနှင်းသွားပြီးရဘဝနေထိုင်မှုအပိုင်းမှာအားကောင်းစေတယ်။အားကောင်းစေတယ်အဆင်ပြေစေတယ်။အဲ့တော့တင်းနှင်းတွေတာမီးတွေကဂျာတာဘရီကဘာကိုပြောတာလဲ။ဂျာတာဘရီဆိုတာတောမဂျိုတောမတော်မှာအတိတ်တောမပါဗောနော်။ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်။ အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမဂျိုကိုကျွန်တော်တို့အတုံးချမယ်အဲ့တော့ကြာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာဂျိုပေါ့နော်ပညာဂျိုဖြစ်တယ်ပြီးတော့ကြာတာရီဂျိုကြီးကជីတယ်ကျဲတယ်ဒီဂျူပီတာကြီးကနော်အဲ့တော့ကြာတာရီဂျိုကជីမားတယ်ကျဲပြန့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့ကြာတာပရိကိုကျွန်တော်တို့အတုံးပြုတယ်ရောဘေးထဲကတော့အဲ့လိုအတုံးပြုတာဖြစ်တယ်ကြာတာပရိဂျိုကိုကျွန်တော်တို့က handle လုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ တယုန်နေသားသမီးတွေကန့်ကောင်းနိုင်တယ်။အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတခုကိုကြဲကြဲပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်တယုန်ကိုယ်သားသမီးတွေကအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ခင်ဗျားတို့ကျွန်တော်တို့ပညာရတခုမှာနှံ့နှံ့ဆက်ဆက်ကျဉ်းကျဉ်းကျဉ်းတက်ကြရလားတက်ကြရလားတရားကံတော့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်။ထားပါတော့နော် အဲ့တော့ကိုကဟိုပညာကိုတော့20%လောက်တော့တိတယ်။ဟိုပညာကိုလည်းကျွန်တော်30%လောက်တော့တိတယ်။ဟိုပညာကိုလည်း50%လောက်တော့တိတယ်။အဲဒီလိုမျိုးမရဘူး။တင်းနေမှုတွေတာမီဖြစ်ရင်ကို့အတွက်တကယ်အသုံးတည့်တဲ့ပညာတွေကိုကျွန်တော်တို့တရားရာခိုင်နှုန်း90ရာခိုင်နှုန်း80ရာခိုင်နှုန်းဒီလောက်ကျွမ်းကျင်ဖို့လိုတယ်။အဲ့တော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲ။နော်။ ။ဒါပါတော့ကိုအသက်မွေးမဲ့ပညာမှာနှက်နှက်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းတင်းကုန်နေပဲ။ကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်။အဲကိုရဲ့ဟိုမှာနှက်နှက်ဆက်ဆက်မတိတာနဲ့တင်းတင်းတွေသားမိတယ်ဘဝရက်တီရတာခက်ခဲလာလိမ့်မယ်။ကိုဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရဲမှာတင်းတင်းကုန်နေပါတယ်။အချားလူတွေလှုပ်ချင်လို့သူ့ဘဝလမ်းကြောင်းသူအသက်မွေးလို့ရရင်ရမယ်။တင်းတင်းကုန်နေကြတော့မရပါဘူး။ဒါပါတော့ဗျာကားအကြောင်းပေါ့။ကားအကြောင်းကိုတကယ်နှက်နှက်ဆက်ဆက်သိဖို့လိုပါတယ်။ကားပွဲစားလုံးပါလားကားဝက်ရှော့ထောက်ပါလား ကားနဲ့ပတ်သက်ပြီးဘလို့ရက်တီမှာလဲနော်အဲ့တော့အဲ့ဒါဆိုရင်ဒီကားနဲ့နေပယ်ထဲမှာသူများလို့ဟောငါနေပယ်တစ်ခုပဲတက်တယ်ဟေးဆေးပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနေပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေမြားနှိုက်နှိုက်ချွတ်ချွတ်လက်တဆုံးနှိုက်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်လေသားမီဒီယာအဲ့တော့တင်းကုန်လေသားမီဒီယာပညာဆိုဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက်ပညာရဲ့တစ်ခုကိုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော် လောက်ထားဖို့လိုတယ်တရားရကန်တော့မဟုတ်တော့ကျွန်တော်ပြောလို့85ရာခိုင်နှုန်းလောက်တော့တိဖို့လိုပါတယ်ခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရာခိုင်နှုန်းလောက်ဘယ်နေဘယ်မှာကျွမ်းလဲအဲ့ဒီအပိုင်ဆုံးနည်းကိုကျွန်တော်တို့ကထုတ်သုံးရတယ်ဘေးနေဟောတဲ့ခါကျဘေးနေနေဘယ်မှာအကျယ်ကျယ်ပြန့်လွန်အောင်ကြည့်တယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်ပိုင်ပိုင်နိုင်တိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘေးနေမှာစပြီးလူတစ်ယောက်ကိုဟောပြောရတယ်အဲ့တော့တနေဦးနေရီကကြာသာပရိအားကောင်းမှုလိုတယ်လို့ပြောတာကြာသာပရိနဲ့ပတ်သက်ပြီးပညာရက်ကို သိထားဖို့လိုတယ်ဒါကြောင့်ပဲကိုသားမီးကတင်းတင်းဝုန်နေရှိတယ်ဆိုရင်ဘာကိုခမားတို့ပြပြဝဝတင်ပေးမလဲတခုခု expert ကျွမ်းကျင်မှုဖြစ်အောင် လုပ်ပေးနိုင်မှာဘောရရတီချက်ရလိမ့်ဒါအကြတာပရိစုံမမှုကြောင့်ဒုတိယအနေနဲ့တင်းတင်းဝုန်နေနော်ဒုတိယအနေနဲ့တင်းတင်းဝုန်နေသားသမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကျိုအညွန့်ကျိုကတင်းတင်းလာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းဘွားလို့ပြောတယ်နော်အညွန့်ဆိုတာ စီးပွားလို့ပြောတယ်ညို့နေစီးပွားလို့လည်းခေါ်ရတယ်အဲ့တော့အညို့ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တန်နယ်လာချိုဟာတန်နယ်ကိုနေသားမီးတွေအတွက်စီးပွားရေးချိုလို့ပြောတယ်အချို့ကဆရာကျွန်မဘာအလုံးနဲ့အတတ်မွေးရမလဲဘာအလုံးနဲ့ကျွန်မတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလို မေးကြတာရှိတယ်အဲ့တော့အညို့ချိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်အဲ့တော့ဒါကတော့အညို့ညို့တခုတည်းကြည့်ပြီးလူတရားကိုမင်းဒါလို့ဟိုကဒါလို့ပြောလို့တော့မရဘူး။ဒါပေမဲ့အညို့ညို့ကဆက်ဆက်မှုရှိနေတယ်လို့ပြောတာ အဲ့တော့တင်းကုန်တွေသားမီးတွေကတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းငယ်မှာရှိတဲ့လမင်းလမင်းကိုပြောတာနော်လမင်းဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ်။ပောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူး။လပေါ့ကျွန်တော်မရဘူး။ဒါပေမဲ့လမင်းရဲ့အရာကိုကျွန်တော်တို့အေးချမ်းတယ်လို့ခံစားရတယ်။လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်၊ငြိမ်းချမ်းမှုတွေရတယ်။ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခံစားရစေတယ်။ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုဖြစ်တဲ့အတွက် အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တရုတ်ရဲ့သားများစီးပွားလုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူးကိုလုံနေတဲ့အလုပ်မှာပျော်ရမယ်စိတ်ချမ်းသာရမယ်ပေါ့ဘွားဘွားလေးဖြစ်ရမယ်ကိုဝါသနာပါတဲ့အလုပ်လည်းဖြစ်ရမယ်နော်အားဒါလုံနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနင်္လာကျိုးတီးတန်းကောက်မယ်ဆိုတော့တနင်္လာခီးသွွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော် တစ်ခုခုကိုကျွန်တော်တို့က copy ပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေးရေးတို့လို့เนาะမိတ်တူဆိုင်တို့လို့เนาะပြီးရင်တစ်ခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါဆိုကုံတူလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေညတနေ့ဦးနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်နော်ဒါအောင်မအချားချိုတွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စီးပွားဆိုတာပေါ်လာတယ်။ဒါကြောင့်စီးပွားရေးနဲ့ပတ်သက်ရင်တင်းနှင်းလာချိုဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရဘူး။ နော်ဒါရေရာပိုင်းဆိုဒီတနေ့လောက်အသုံးပြုလို့ရတာရှိသေးတယ်နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့အဲ့တော့ကျွန်တော်အထက်သုံးလုံးမှာစောင့်ပန်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို6ခုမြောက်ချိုပေါ့6ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအဲ့တော့အိမ်တောင်ရေးကတောက်ကြချိုဖြစ်ကြမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြချိုဖြစ်ရမယ်တောက်ကြချိုဆိုတာဘယ်လိုသဘောလဲပေါ့ တောက်ကြကြိုကျွန်တော်လက်ဆန်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြကဂျိုသက်အားဖြင့်21ဂျိုသက်21ဒါဆိုတော့တောက်ကြတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်21လို့နော်အဲ့တော့တောက်ကြကဂျိုသက်များတယ်ဒါဆိုတင်းကြွေသားမီးတွေကအိမ်အောင်ပြုတဲ့ခါကျရင်ကိုယ့်ထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလို့ရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့လေအဲလူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမ်းမတော့ဖဲမရ နောက်စီးပွားရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးလိုင်းမှာအီးယာအီးယာရှောက်လို့နေတဲ့အချိန်မှာသူတို့တင်းငိမ့်နေစီးပွားရေးပေါ်မှာစိတ်နဲ့ထားတယ်အဲကိုယ့်ထက်အသက်ကြီးရဲလို့ဖြစ်ဖြစ်ဒါမှမဟုတ်လဲအသက်ငယ်တယ်ဆိုရင်လဲကိုယ့်အတွက်ရေကိုယ့်ထက်ရင်းကျက်တဲ့လူတင်းငိမ့်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတာကျွန်တော်တို့ကတိန်းထုတ်သေးကြအဲ့တော့ကိုယ်ယူတဲ့အိမ်အောင်ဘတ်ကဘယ်လောက်ထိ saving လုပ်နိုင်လဲပေါ့သူ့ရဲ့ သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကိုအိမ်အောင်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ V-neck ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကမျိုးစပြဲလောင်းနေတယ်နော်မျက်နှာကိုလည်းတန့်ရှင်းမလို့၊သွားကိုလည်းတန့်ရှင်းမလို့၊သပင်လည်းတန့်ရှင်းမလို့၊အဝတ်အစားတို့လည်းကြုံတဲ့အခါအောက်ဝက်လာတဲ့အိမ်ရာကြေမှုန့်နေတဲ့ဘလို့လူမျိုးတွေနဲ့ဆိုရင် တင်းနှုတ်လေသားမီဒီယာအဆင်မပြေဘူးလို့ပြောတာကိုချစ်ရတဲ့သူဟာတသက်ရဲ့နေတဲ့လူကိုထက်အသက်အချင်းအချင်းမချင်းရင်ကျက်တဲ့လူမျိုးတွေအငွေကြေးကိုဆုတဲ့ဆောင်တတ်တဲ့လူမျိုးတွေနော်ဒီလူမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုယ်သူတော့ဟိုရှိတာလေးနဲ့လှောက်အောင်စင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်နော်ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြွာအချို့နေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြ ွာဖြစ်တယ်ဒါကြောင့်ကိုတင်းနေတဲ့သားသမီးတွေကိုချစ်တဲ့မျက်နိုးတဲ့လူဟာနည်းနည်းစကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံ့ပြန်ပါဝင်မေးမေးထုတ်ပြောလက်ညှိုးတောင်းကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းနေတဲ့သားသမီးတွေကလက်တွဲပေါ်ဖြစ်မရွေးသင့်ဘူးဒီလိုမျိုးစံစားရတာဖြစ်ပါတယ်ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရဘူးကင်မရာမှာမှကွယ်နေမိုက်ကကွယ်နေလို့နော်အဲ့တော့ဒါတင်းနေတဲ့သားသမီးတွေဒီလောက်အကြမ်းမြင်းသိရရင်အဆင်ပြေလိမ့်မယ်နော်လောက်ဆိုသဘောပေါက်မှာထင်ပါတယ်အားလုံးပဲ ကံကောင်းပြီးအဆင်ပြေကြပါစေကိုဘွားလမ်းတစ်လျှောက်မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးလျှောက်လမ်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါရဗျာ။